ကေမင်လာပါမျိုးတွေဒီနေ့တော့ဟိုဂိမ်းဆော့တဲ့လူတွေအတွက်သတင်းကောင်းပေါ့ဗျာကျွန်တော်လည်းအခုမှရှာတွေ့ထားလို့အဲ့ဒါလေးပြောပြချင်လို့ညာတစ်ဖက်ကျွန်တော်တို့ PS2 တွေ PS1 ဂိမ်းတွေအရင်တော့ဂိမ်းတွေကိုကျွန်တော်တို့ဖုန်းတွေမှာပဲဖြစ်ဖြစ် PC မှာဖြစ်ဖြစ်ဆော့ခြင်းနဲ့အထူးသဖြင့်ဖုန်းနဲ့ပေါ့နော်အထူးသဖြင့်ဖုန်းနဲ့ဆော့မယ်ဆိုရင်ဖုန်းရဲ့ storage ကို game file တွေကအများအများကြီးရှိတယ်။ PS1 အလောင်းမဟုတ်ဘူး PS2 file တွေဆိုတော့ကိကိုမှ 6GB တို့ 8k တို့ 6k တို့အဲ့လို file နေရှိတယ်ပေါ့နော်ဆိုတော့ space အရင်စားတယ်ပေါ့နော်အဲ့ space စားတဲ့ဟာတွေကို short ချဖို့အတွက်ကျွန်တော်တို့ကဒီတုံးရတဲ့ tools လေးတခုပေါ့နော်ကျွန်တော်ရှာတွေ့ထားတာလေးအဲ့ဒါလေးပြောပြခြင်းတယ် file size ကိုတော့တော်တော်တိတိကျကျကြီး short ချပေးရယ် quality တွေဘာကြီးလဲလုံးဝစိတ်ပူစရာမလိုဘူးပေါ့နော် file format တော့ပြောင်းသွားတယ်ပေါ့အဲ့တော့ကျွန်တော်တို့အရင်ဆုံးဟို download လုပ်လို့ရတဲ့နေရာကိုတော့ကြည့်မယ်အဲ့ကျွန်တော်အဲ့ file ကို Google Drive မှာလဲကျွန်တော် ဟို link ထောင်းလို့ရတာပေးထားတယ်တကယ်လို့ website မှာဟာလာကိုယ်တိုင်သွားပြီးတော့ထောင်းနေတယ်ဆိုလည်းအဲ့ website မှာထောင်းလို့ရကျွန်တော် website မှာထောင်းတဲ့ဟာလေးကိုပြပေးမယ်ဆိုတော့ website မှာကျွန်တော်တို့ကဒီကောင်လေးကိုဒီနေရာလေးကိုကျွန်တော်သွားရမယ်ပေါ့ chdman ဆိုတဲ့နေရာလေးဒီ chdman zip ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ထောင်းပေးရမယ်ပေါ့ကျွန်တော်ကတော့ထောင်းပြီးသားရှိတော့ထပ်မထောင်းတော့ဘူးပေါ့နော်အဲ့တော့အဲ့ဒါကိုကျွန်တော်ဘယ်လိုလုပ်လဲဆိုတော့လုပ်ရလဲအရန်လွယ်အဲ့တော့လုပ်တဲ့နည်းလေးကိုကျွန်တော်ပြောပြမယ်ဆိုတော့အရင်ဆုံးကျွန်တော်ဟို PS1 PS2 ROM ကျွန်တော် down လိုက်တယ်ပေါ့เนาะကျွန်တော် down လာတဲ့ PS2 ROM နှစ်ခုရှိတယ်အဲ့ဒါကိုကျွန်တော်ဟိုလုတ်ပြမယ်ပေါ့เนาะဆိုတော့ကျွန်တော်ဒါ extract ဖြီထားတဲ့ဟာပေါ့เนาะသူသူဒီ CSD man ဆိုရက်ဟာလေးရောဒီ file လေးပေါ့ဒီ file လေးကကျွန်တော် extract ဖြီထားတဲ့ဟာလေးပေါ့เนาะခုနကကျွန်တော် down line စစ်ပြလာမယ်အဲ့ဒါကို extract ဖြီထားတဲ့ဟာလေးပေါ့ဆိုတော့ကျွန်တော် down ထားတဲ့ဒီ folder လေးရောက်ပြီဆိုရင်ကျွန်တော် down ထားတဲ့ PS2 ROM နေပေါ့เนาะ ISO file နေဖြစ်နိုင်တယ် bin file နေဖြစ်နိုင်တယ်ပေါ့ဆိုတော့အဲ့ဒါကိုကျွန်တော် ဒီမှာ paste ခေါ်လိုက်မှာပေါ့နော်ဆိုတော့ဒါအောင်လို့ file site တွေကကြီးရကျွန်တော်နှစ်ခုပေါ့နော်ကျွန်တော်နှစ်ခု down ထားတယ် tiger file နဲ့အာ def jam ဘယ်လိုအဲ့နှစ်ခုကျွန်တော် down ထားတယ်ပေါ့ဆိုတော့ဒီ csd မှာ folder လေးတဲ့မူကိုကျွန်တော်တို့ဒီ down ထားတဲ့ file နှစ်ခုပေါ့နော် ps2 run နှစ်ခုပေါ့ ISO file နေဖြစ်နိုင်တယ် bin file နေဖြစ်နိုင်တယ်ပေါ့နော်လောလောဆယ်တော့ကျွန်တော် zip ရတယ်ဒီ zip ကိုဖြည့်ရမယ်ပေါ့အရင်ဆုံးဒီ PS2 ရောမြင် zip ကိုကျွန်တော်အဲ့ဒါတွေကိုဖြည့်လိုက်မယ်ပေါ့ဒီမှာဆိုတော့ ISO file ပေါ့နော်ဒါတော့လည်း dev jam ကိုလည်းကျွန်တော်ဖြည့်လိုက်မယ်ပေါ့ဆိုတော့ကျွန်တော်တို့ဒါ iOS file တွေကိုကျွန်တော်တို့ဒီ zip file တွေက extra လုပ်သွားပြီဒီ PS2 file တွေပေါ့နော်နှစ် file ဆိုတော့ဒါနှစ်ခုကမလိုတော့ဘူးမလိုတော့ရင်ကျွန်တော်တို့ဒါကို delete လုပ်လိုက်လို့ရပြီပေါ့နော် sorry my iOS file ဒီမှာကြည့်လိုက်ရင်သူ့ရဲ့ original file site တွေကတခုဆိုရင်ဒီကောင်ဆိုရင် 4K လောက်ရှိမယ်နှစ်ခုစလုံးက 4K စီလောက်ရှိမယ်ပေါ့နော် file site တွေဟုတ်တယ် 4.17k တခုကတခုကကျတော့ 4.37k ရှိတယ် ဆိုတော့ကျွန်တော်ဘယ်လောက်ထိရှော့ချလို့ရမလဲဆိုတော့ကြည့်ကျွန်တော်လှုပ်เสียလွယ်လွယ်လေးပဲဘာဘာမှမလှုပ်เสียမလို့ကျွန်တော်တို့သွားမယ်ဒီ CUE GDIISO to CHD ကိုပတ်ဆိုရဲဟာလေးကိုကျွန်တော် double click နှိပ်လိုက်အောင်မယ်အခုじゃသူ့ဟာတော့သူ auto CHD file ပြောင်းပေးလိမ့်မယ်ပေါ့နော်ဆိုတော့ပြီးွားရင်ကျွန်တော်တို့ဒီမှာ CHD ဆိုတဲ့ file တစ်ခုထွက်လာမယ်။ဆိုတော့ဒါဆိုကျွန်တော်တို့ file size ကိုမှကြည့်လို့ရတယ်။ဒီမှာ target file ဆိုရင်ဟာလား 4.3ကနေပြီးတော့အာ target file ဆို3.87အထိကြာပါတယ်အာပြီးကြရရှင်အာ dev gem ဆိုလို့ရှိရင်4.5ကနေပြီးတော့ဘယ်လောက်ထိကြာပါလဲဆိုတော့ဟိုပါ2.12ဆိုတော့တဝက်လောက်တော့ကြာသွားရပါတော့ဆိုတော့အနည်းဆုံးတော့ကျွန်တော်တို့ဟို file size ကိုဟာလာတီတတာ short ချပြလိုက်လို့တော့ရတာပေါ့เนาะကျွန်တော်တို့ဒီဟာနေအဲ့တော့ကျွန်တော်တို့ဒီ ISO file နေမလို့တော့ဘူးပေါ့เนาะ ဖြတ်လိုက်လို့ရပြီဒါဆိုရင်ကျွန်တော်တို့ CHD file ရလာပြီပေါ့ဒီဟာကိုကျွန်တော်တို့ emulator တွေမှာထည့်ပြီးတော့သုံးပြီးတော့ဆော့လို့ရတယ်ပေါ့နော်ငါကိုကတော့ generate အတိုင်းပဲပါမှာအပျောက်သွားတာမျိုးပြတ်သွားတာမျိုး quality ကျသွားတာမျိုးမရှိဘူးပေါ့နော်တော်တော်များများ emulator တွေလဲ CHD file ကိုလက်ခံတယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပဲကျွန်တော် file site တွေချုပ်လို့ရရင်ကျွန်တော် file တွေများများထည့်ပြီးတော့ဆော့လို့ရတယ်ပေါ့နော်အထူးသဖြင့် phone တွေမှာ storage နေတဲ့နေရာတွေမှာဆိုရင်ဆိုတော့ကျေးဇူးတင်ပါတယ်နောက်ပါ့ ထပ်ပြီးတွေ့ကြမယ်အားလုံးကျေးဇူးတင်ပါတယ်